အမအချစ်တယ်လားဒါလူတိုင်းတက်အမတို့တော့မှ LS ပြောလိုက်အကုန်သိတာပဲလေနော်ဟုတ်တယ်မလား language တခုတင် LS ဆိုချစ်တယ်ကနေစတင်တယ်ထင်တာပဲအမရောက်ကြလေပြုံဒုက္ခကြီးရောက်ကုန်တော့ ဒီနေ့ကတော့ Alaska Canada Plus ရဲ့ပေါ့နော်မိသားစုဝင်တဦးအနေနဲ့ Canada Plus ကနေပြီးတော့မြန်မာနိုင်ငံရဲ့တဦးဒီတော့ပေါ့နော် Premier League ကိုပြသခွင့်ရထားတဲ့ဟိုဘာမှ channel အနေနဲ့အဲ့လိုမျိုး Alaska ပွဲလာတက်ဖြစ်ပါတယ်ရှင်။ဒါပေမဲ့မြန်မာနိုင်ငံတဦးတဲ့ Premier League ပြသခွင့်ရတာဆိုတော့ကိုယ်တွေလည်းဘာဖြစ် International ဒီ games တွေကိုအာပေါ့နော်ဒီ Premier League ကိုအချိန်နဲ့တပြေးညီကိုယ်တွေလည်းဒီမှာ live အထင်ကမရှိပြည့်ပြည့်ကြည့်လို့ရတော့ဟို တရားဟိုအခစားချိန်တဲ့သူတွေအတွက်ဆိုရင်တော့ဒါအရင်ဝမ်းသာစရာကောင်းတဲ့ပတင်းပေါ့နော်ဟုတ် ကနပလတ်နဲ့ဆိုရင် LS က2018ကလေးရလို့ဆိုလက်တွဲလောက်လာတာဆိုအခုဆိုရင်9နှစ်9နှစ်တာကာလရှိပြီး LS ရဲ့ကနပလတ်ဘူတူတူနဲ့ခြာသိပ်ပေါ့နော်ရုပ်တန်လိုင်း9လိုင်းမှာ LS က program အသက်တွေအသက်တွေအများကြီးပေါ့နော်ပြီးခဲ့နှစ်ဆိုရင် LS က Kiss Channel ရဲ့ LS ကတခြင်းလဲဆိုတာပေးတယ်ပြီးတော့ music video လဲ LS ကရိုက်ထားတယ်ပြီးတော့အခုဆိုရင်လဲ LS တို့ channel ရဲ့ activity အသက်လေးတွေသူတို့အများကြီးပြင်ဆင်နေရပေါ့နော် LS တို့အတူတူကလေးတွေကိုခြာပြဖို့အတွက်ပေါ့နော်ဟုတ်အဲ့ဒါလေးပြင်ဆင်နေပါတယ်ဟုတ်ခုလ က်ရှိတော့ Alaska တချင်းလေးဇက်တိုက်ထွက်ဖို့တော့လုံနေရပေါ့နော် Alaska တချင်းကိုမတူညီရသေးစရာနဲ့ငါးပုတ်အပ်ထားတယ်ပေါ့နော်အဲ့ဒါလေး Alaska ထွက်ဖို့လုံထားတယ်တချင်းတွေတော့အတန်တွင်းလို့ပြီးတလောက်လေးတော့ရှိပြီပေါ့နော် music video ရိုက်ဖို့ပိုင်းညာအဲ့လိုမျိုးလေးတော့ပြင်ဆင်နေရလေးတော့ရှိပါလိမ့်ရှင်မြန်မာတချင်းတွေပဲပေါ့နော်အဓိကတော့မြန်မာတချင်းတွေကိုဒီပေါ့နော်အခု trend ဖြစ်နေတဲ့တေးစရာလေးတွေ Alaska သဘောကျရတဲ့တေးစရာလေးတွေပေါ့နော်သူတို့တွေကိုပြီးတော့ပြီးတော့ senior ကျတေးစရာတွေ list add ထားပါတယ်ဟုတ်ဟုတ်ပြီးတော့ ကိုကြိုက်တဲ့တခြင်းတော့ပုံမှန်တိုင်းလေး cover song လေးဆိုဖြစ်တယ်ပေါ့နော်။ဘာသာပြန်ကိုကိုဘာသာပြန်ထားလေးလည်းတော့များတယ်ပေါ့နော်။လို့ပဲကိုကိုတက်ကြွတဲ့ language ကိုကိုကြိုက်တဲ့တခြင်းလေးတွေဘာသာပြန်ပြန်ပြီးတော့ဆိုထားတာလေးလည်းရှိပါတယ်။တင်ပေးပါဦးမယ်ရှင်။ဟုတ်ဟုတ်။ Alice အာသာချက်တော့ဒါတော့ပြိတ္တပဲဆုံးဖြတ်ပေါ့နော်။ကို့မှာကတော့ဝါသနာအရင်ခံပြီးတော့ကို့လိုအပ်ချက်တွေဖြည့်တင်းနေတဲ့အချိန်ပဲရှိအောင်ဆိုတော့ vocal class လေးတွေအရင်အားထုတ်မှတသက်ဖြစ်တယ်ပြီးတော့ Alice ရဲ့ဒီပေါ့နော်ဆိုတာပို့ပြီးပြင်အောင်ပို့ပြီးတော့ထိ ရောက်အောင် list pack က practice လုပ်ရမယ့်အပိုင်းလေးလုပ်နေရတော့ကြပြစာလေးတွေများများလေးဖတ်တာတော့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးလုပ်ဖြစ်တယ်ပေါ့နော်ဟုတ်တကယ်လို့ကိုအရင်မကျွမ်းကျင်တဲ့အပိုင်းဆိုရင်တော့ပိုပြီး professional ကြားရတယ် list က NM ပြီးတော့ကိုဖက်က training လုပ်တယ်ပေါ့နော်အမအဲ့လိုမျိုးလေးတော့လုပ်နေရအသက်ချက်အနေနဲ့တော့ list တင်တာတော့နည်းနည်း language သူများထက်နည်းနည်းလေးပိုတက်တာပဲရှိမယ်ထင်တယ်အစောပိုင်းတော့အများကြီးလေ့လာပြီးတော့စူးစမ်းနေသေးပါတယ်ရှင်ဟုတ်ဆရာဟေပေါ့နော် ဒီချစ်ချင်းနဲ့ပတ်သက်တဲ့စကားဆိုတော့အရင်လပရဲလို့ခံစားရတယ်ပေါ့နော်အမအအများတန်းချစ်တယ်တခွန်းနဲ့ဆိုပြင်းပါလေနော် I love you လေးတို့ဘာညာဘာညာတရကဟိုအိုက်နီလေးတို့ပေါ့နော် I stay ရူတို့ပါတို့ပေါ့နော်အဲ့လိုမျိုးလေးအမလည်းပြောတတ်ပါတယ်အမချစ်တယ်လားဒါလူတိုင်းတက်အမတို့တော့မှလည်းပြောလိုက်ရင်အကုန်သိတာပဲလေနော်ဟုတ်တယ်မလား language တခုတည်းလည်းဆိုချစ်တယ်ကနေစတင်တယ်ထင်တာပဲ အမရောက်ကြလေပြုံဒုက္ခကြီးရောက်ကုန်တော့အမကလည်းဘလို့လေပြောကအရောက်ကြလဲဆိုတော့မင်္ဂလာပါထွက်ရကြမင်္ဂလေးကြတော့ကိုသဘောကျတယ်ဆိုရင်တော့ဒိုင်းလေးပဲပြောပြလိုက်မင်္ဂလေးတွေကအဲ့လိုလေချစ်တယ်နော်ဆိုတော့အမကြီးပြုံသွားတဲ့ပြုံလေးနဲ့ကိုလည်းတကယ်နင်းနေတက်တက်သဘောကျတဲ့အကြောင်းဆိုတခါသေးကြတော့လဲ language ရှိတော့ဖော်ပြလို့ရတာပေါ့အမဟုတ် Canada Blood တော့ရှောက်လုံနေရင်တော့အလစ်ရဲ့အမူအရာလေးတွေတော့နည်းနည်းကလေးလေးလို့ဖြစ်နေအောင်မဲ့ထင်တယ်ဒါကြတော့ အချက်နည်းနည်းပါသွားတဲ့အရာတစ်ခုဖြစ်နေရပါဘောနော်လက်စင်မန်နေဂျာရောင်ပြောရယ်နည်းနည်းလေးအဲ့လို elegant style လေးသွားကြည့်ကြည့်မယ်ဘောနော် let's go let's ကငါသွားနေရလေးဘောနော်ငါနည်းနည်းပေါ်ပါ elegant style ကသွားနေရမသိတာလားဆိုမဟုတ်လဲနည်းအရန်ချွဲနေသေးရဘောနည်းနည်းလူကြီးဆက်ဆက်လေးနေကြည့်ကြည့်မယ်ဆိုတော့အေးဘောအဲ့လိုအပိုင်းလေးနည်းနည်းတော့ပြုတ်ပြင်လုပ်ယူရမယ်အချိန်ကြီးဘောနော်ဟုတ်လား